င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်မြို့မှာမအောင်မြင်တဲ့68 resident အင်အားစီမံကိန်းကြောင့်ဝင်းချက်ဘီလီယံတရာကျော်အကျွေးတင်နေတဲ့ပြည်သူရှေ့ဆောင်ပါတီဥက္ကဋ္ဌတတ်တခိုင်ဟာစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲအတူကြီးမှာလွတ်တော်ကိုယ်စားလှယ်လောက်အဖြစ်ကနေပယ်ဖြတ်ခံလိုက်ရပြီဆိုပါတယ်အချက်ပစစ်တပ်လက်အောက်ခံ BGF တပ်တွေထိန်းချုပ်ထားရာမြောက်ရီမြို့နယ်ကကြောက်ဖြတ်ငွေလင်းဂိုင်းတွေအခြေစိုက်တဲ့ KK ပတ်အတွင်း အဆောက်အုံတချို့ပောက်ကွဲမှုဖြစ်ပွားပြီး BGA ကပဲသူတို့ဘာသာပြန်ပြီးဖောက်ခွဲနေတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရန်ကုန်မြို့မှာမအောင်မြင်တဲ့68 resident အင်အားစီမံကိန်းကြောင့်ငွေကျပ်ဘီလီယံ100ကျော်အကျွေးတင်နေတဲ့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတတ်တက်ခိုင်ဟာ စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးမှာလွတ်တော်ကိုယ်စားလှယ်လောက်အဖြစ်ကနေပယ်ဖြတ်ခံလိုက်ရပြီလို့နိုင်ငံရေးအတိုင်းဝိုင်းကရန်ကုန်ခေတ်တကိုပြောပါတယ်။ဒါကတော့ရန်ကုန်မြို့ကဘာအေးဖျားလမ်းနဲ့ဆီယဆန်လမ်းတောင်းက68 resident အင်အားစီမံကိန်းအတွက်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတတ်ခိုင်နဲ့အောင်ကျော်ဝင်းတို့ကကမ်မောဇာဘန်စီကနေငွေကျပ်ဘီလီယံ100ကျော်ချေငှားခဲ့တယ်ဆိုပါတယ်။ဒါပေမဲ့အဲ့ဒီ68 resident အင်အားစီမံကိန်းဟာအချိန်မီပြီးစီးမှုမရှိဘဲအခန်းအနိုင်မှုလည်းမရှိခဲ့တဲ့အဖြစ် ကမ္ဘောဇာဘဏ်ကနေတတ်တက်ခိုင်းလို့ချေယူထားတဲ့ငွေကျပ်ဘီလီယံတရာကျော်ကိုလည်းပြန်လဲပေးဆက်နိုင်မှုမရှိဘူးလို့သိရပါတယ်အဲ့ဒီအတွက်လက်ရှိစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲမှာကိုယ်စလဲလောက်အရေးချင်းတတ်မှတ်ချက်တွေရှိတဲ့အထက်လူမွဲအဖြစ်သက်ဆိုင်ရာတရားရုံးရဲ့ကြေညာခံထားရခြင်းကနေလွတ်မြောက်ခွင့်မရသေးဘူးဆိုတဲ့အချက်ပါတာကြောင့်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတတ်တက်ခိုင်းကိစ္စကလူမွဲတော့ကြေညာမခံရသေးပေမဲ့အကျွေးပြန်မဆက်နိုင်တော့တရားတစ်ပေါင်းဖြစ်နေတဲ့သဘောရှိတဲ့အတွက် အဲ့ဒီအချက်မှာညှိနေတယ်လို့လည်းပြောလို့ရတယ်လို့နိုင်ငံရေးအတိုင်းအဝန်ကတုံ့တက်ပြောဆိုထားပါတယ်ဒါပေမဲ့အဲ့ဒီအချက်ကိုစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ဆိုတဲ့အဖွဲ့ကဘလို့ဆုံးဖြတ်မလဲဆိုတဲ့အပေါ်မှာသာမူတည်ပြီးလောလောဆယ်တော့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတတ်တက်ခိုင်ဟာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးမှာလွတ်တော်ကူစဲလောက်အဖြစ်ကနေပယ်ဖြတ်ခံလိုက်ရပြီလို့နိုင်ငံရေးအတိုင်းအဝန်ကပြောထားပါတယ်လက်ရှိရန်ကုန်မြို့ဗဟန်းမြို့နယ်ဆီယဆန်လက်နဲ့ကဘာအေးဖျားလက်ငါမြစ်တအေးကပေါ်မှာတိဆောက်ခဲ့တဲ့ 2029ထက်အမြင့်ရှိရာ68 resident အဆင့်မြင့်ကွန်ဒိုကို United GB Development Company ကတာဝန်ယူတည်ဆောက်နေတာဖြစ်ပြီးပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတတ်တတ်ခိုင်တဲ့အောင်ကျော်ဝင်းတို့ကအဲ့ဒီ company ရဲ့ဥက္ကဋ္ဌနဲ့ director တွေဖြစ်တယ်လို့လက်ရှိအဲ့ဒီမအောင်မြင်တဲ့68 resident အင်အားစီမံကိန်းကြောင့်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတတ်တတ်ခိုင်တို့ဟာကမ္ဘောဇာဘန်စီမှာငွေကျပ်ဘီလီယံ100ကျော်အကျွေးတင်နေတယ်လို့သိရပါတယ်အဲ့ဒီပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတတ်တတ်ခိုင်တို့ရဲ့ပါတီဟာပြီးခဲ့တဲ့2020ရွေးကောက်ပွဲတုန်းကဆိုရင်လေ အမတ်နေရာတစ်ခုမှအနိုင်မရရှိပဲခွက်ခွက်လက်အောင်ရှုံနေခဲ့တဲ့ပါတီဖြစ်သလိုအခုစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးမှာတော့ပြည်သူရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်ဟာလွတ်တော်ကိုယ်စားလှယ်လောက်အဖြစ်ကနေပယ်ဖြတ်ခံလိုက်ရပြီလို့သိရပါတယ်ခင်ဗျာတဖက်မှာတော့အကျက်ဖက်စစ်တပ်လက်အောက်ခံ BGF တပ်တွေထိန်းချုပ်ထားရာမြရီမြို့နယ်ကကြားဖြတ်ငွေလိန်ဂိုင်းတွေအခြေစိုက်တဲ့ KK ဘက်အတွင်းအဆောက်အုံတချို့ပောက်ကွဲမှုဖြစ်ပေါ်ပြီး ်ဘီဂျက်ကပဲသူတို့ဘာသာပြန်ပြီးဖောက်ခွဲနေတာ ဖြစ်တယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်အဲ့ဒီလိုမြောက်ရီမြို့နယ်ကကြားဖြန့်ငွေလိန်ခိုင်းတွေအခြေဆိုင်ရာကီကီပတ်အတွင်းအဆောင်အုံတချို့ပောက်ကွဲမှုဖြစ်တဲ့အကြောင်းကိုထိုင်းသတင်းဌာနတချို့မှလည်းဖော်ပြထားပါသေးတယ်ဖြစ်စဉ်ကတော့အော်တိုဘတ်လ24ရက်နေ့ဖြစ်တဲ့မနေ့ကညနေ6နာရီခွဲလောက်မှာပဲမြောက်ရီမြို့နယ်ကကြားဖြန့်ငွေလိန်ခိုင်းတွေအခြေဆိုင်ရာကီကီပတ်အတွင်းအဆောင်တချို့ပောက်ကွဲမှုဖြစ်ပြီးမိโกလုံးတွေနဲ့မိဘတွေထွက်လာတာကိုမြင်တွေ့ရတယ်လို့ဆိုပါတယ်။အဲ့ဒီလိုပဲ အော်တိုဘားလ23ရက်နေ့ညပိုင်းကလည်းအဲ့ဒီကြားဖြတ်ဝင်းလင်းဂိုင်းတွေအခြေဆိုင်ရာကီကီပတ်အတွင်းပေါက်ကွဲမှုဖြစ်ခဲ့ပြီးနှစ်ရက်စလုံးမိုင်းနဲ့ဖောက်ခွဲတဲ့အတံမျိုးဖြစ်တယ်လို့အဲ့ဒီနေရာကစစ်တလောက်ခံ BGF တပ်တွေထိန်းချုပ်ထားတာဖြစ်တဲ့အတွက် BGF တပ်တွေကပဲသူတို့ဘာသာပြန်ပြီးဖောက်ခွဲမှုတွေလုပ်နေကြတာဖြစ်တယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်လက်လောမှာတော့အဲ့ဒီစစ်တလောက်ခံ BGF တပ်တွေထိန်းချုပ်ထားတဲ့ကြားဖြတ်ဝင်းလင်းဂိုင်းတွေအခြေဆိုင်ရာကီကီပတ်အတွင်းကနေ့ ထိုင်းနိုင်ငံဘက်ကထွက်ပြေးလာတဲ့နိုင်ငံသားအရေးတွက်ဟာ1200ဝန်းကျင်အထိရှိနေပြီးအဲ့ဒီသူတွေထဲမှာနိုင်ငံပေါင်း29နိုင်ငံကနိုင်ငံသားတွေပါဝင်တယ်လို့လည်းထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်လက်ရှိအဲ့ဒီ KK ဘက်ကကြားဖြန့်တရုတ်တထေးတွေကိုတော့အကြံဖက်စတဲ့လက်အောက်ခံ BG ကောင်းဆောင်စောချစ်သူဘိုတင်ဝင့်ဘိုမုတ်တုံတို့အပြင်ဘိုးနိုင်မောင်ဇော်ဆိုသူတို့ကခေါ်ယူပေးထားပြီးခိုလုံခွင့်ပေးထားတယ်လို့ကရင်စည်ရေးတည်င်းအရှင်မင်းကပြောထားပါသေးတယ်ခင်ဗျ။ တဆက်ထဲမှာပဲအချမ်းဖက်စစ်တပ်လောက်ကံ BGF တပ်တွေထိန်းချုပ်ထားရာကြားဖြတ်ငွေလိန်ဂိုင်းတွေရဲ့နာမည်ကျော်ကီကီပတ်ကနေထွက်ပြေးလာတဲ့ကြားဖြတ်လောက်ကံသူတွေဟာသူတို့ငွေကြေးလိန်လယ်မှုလှုပ်ဆောင်ရမှာအသုံးပြုခဲ့တဲ့ဖုန်းဟန်ဆက်တွေကိုမြဝတီမြို့မှာပဲရတဲ့ဈေးနဲ့ပြန်လဲရောင်းချတဲ့ဈေးကွက်တစ်ခုပေါ်ပေါက်လာတယ်လို့သိရပါတယ်လက်ရှိမှာလည်းအဲ့ဒီကြားဖြတ်လုပ်ငန်းတွေကနေထွက်ပြေးလာတဲ့သူတွေကသူတို့ငွေလိန်နဲ့အချိန်အသုံးပြုတဲ့ဖုန်းဟန်ဆက်တွေကိုမြဝတီမြို့မှာပြန်လဲရောင်းစနေရမှာ ဖုန်းအမျိုးအစားပေါ်မူတည်ပြီးဘတ်900ကနေ2000ကျပ်ဈေးနှုန်းတွေနဲ့ရောင်းချနေတယ်လို့သိရပါတယ်။သူတို့ရောင်းချတဲ့ handset အမျိုးအစားက iPhone handset တွေအများစုဖြစ်ပြီးဈေးကြီးပေမဲ့ရတဲ့ဈေးနဲ့သာအရေးပေါ်ပြန်လဲရောင်းချနေတာဖြစ်ပြီးအဲ့ဒီဖုန်းတွေဟာကြားဖြတ်ငွေလိမ်လောက်တဲ့အချိန်အသုံးပြုတဲ့ဖုန်းတွေဖြစ်တယ်လို့လည်းဈေးကွက်အကြောင်းသိရှိသူတို့ကပြောထားပါတယ်။တချို့ပြန်ရောင်းခဲ့တဲ့ဖုန်း handset တွေမှာဆိုရင်သူတို့ကြံဖြတ်ငွေလိမ်နဲ့အချိန်အသုံးပြုခဲ့တဲ့စာတူတွေကအစမဖြတ်နိုင်တဲ့အခြေအနေတွေနဲ့ တချို့ဖုန်းတွေမှာဆိုရင် စင်ကပ်ပါတပါတဲ့ပါတဲ့အတိုင်းအရေးပေါ်ရတဲ့ဈေးတွေနဲ့ပြန်ရောင်းချနေတဲ့ဈေးကွက်ဖြစ်နေတယ်လို့မြရီမြို့ကန်ဒေတာတင်အရှင်းမြစ်ကပြောထားပါသေးတယ်။အဲ့ဒီလိုလက်ရှိမြရီမြို့မှာကြားဖြတ်ငွေလိမ်လုတ်တဲ့သူတွေရတဲ့ဈေးနဲ့ပြန်ရောင်းနေတဲ့ဖုန်းဟန်ဆက်တွေဟာသူတို့ငွေလိမ်နဲ့အချင်းအသုံးပြုထားတဲ့ဖုန်းတွေဖြစ်တဲ့အတွက်ပြန်ဝယ်နေတဲ့သူတွေအတွက်ကတော့အဲ့ဒီဖုန်းကိုရဲတွေဘက်ကခြေရခန္ဓာတွေလုတ်လာရင်အဲ့ဒီမှာပြစ်မှုမှတ်တမ်းတွေနဲ့ပါဝင်ပတ်သက်သူဆိုတာမျိုးတွေဖြစ်သွားနိုင်တယ်လို့လည်း ဖုန်းနဲ့ပတ်သက်တဲ့ဤပညာကျွမ်းကျင်သူကပြောထားပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာပြုလုပ်နေတဲ့152ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံတဲ့ဆက်ဆက်အစည်းအဝေးတွေကိုတက်ရောက်နေတဲ့မြန်မာလွှတ်တော်ကိုယ်စားလှယ် MGCMPH အဖွဲ့ဟာ IPU ရဲ့အထွေထွေအတွင်းရေးမှူးချုပ်နဲ့ပါတွေ့ဆုံဆွေးနွေးခဲ့တယ်လို့အမျိုးသားညီညွတ်အစိုးရ MG ကထုတ်ပြန်ထားပါတယ်။လက်ရှိနိုင်ငံပေါင်း183နိုင်ငံပါဝင်တက်ရောက်နေတဲ့နိုင်ငံတကာပါလီမန်များညီလာခံမှာ အကြမ်းဖက်မြန်မာစစ်တပ်ဘက်ကသူတွေကိုအတိမတ်မပြုတ်ပဲအမျိုးသားညီညွတ်အစိုးရ NGCRPH ကိုတရားဝင်ဆက်လက်အတိမတ်ပြုတ်လိုက်တဲ့အပြင်အဲ့ဒီညီလာခံနဲ့ဆက်ဆက်အစည်းအဝေးတွေမှာလည်းမြန်မာနိုင်ငံကိုစားပြုအဖြစ် NGCRPH ဝန်ကြီးတွေဖြစ်တဲ့ဒေါက်တာဝင်းမြတ်အေးနဲ့ဒေါ်စင်မအောင်တို့အဖွဲ့ကသာတက်ခွင့်ပေးထားတာပါအဲ့ဒီလိုမြန်မာနိုင်ငံကိုစားပြုအဖြစ်နိုင်ငံတကာပါလီမန်များညီလာခံနဲ့ဆက်ဆက်အစည်းအဝေးတွေကိုတက်ရောက်နေတဲ့မြန်မာလွှတ်တော်ကိုယ်စားလှယ် NGCRPH အဖွဲ့ဟာအောက်တိုဘာလ23ရက်နေ့မှာလည်း IPU ရဲ့အထွေထွေအတွင်းရေးမှူးချုပ်နဲ့ပါမြမအရေးကိစ္စရက်တွေကိုတွစ်ဆုံဆွေးနွေးခဲ့တယ်လို့ NG ရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။အဲ့ဒီဆွေးနွေးမှုတွေအတွင်းပြောဆိုခဲ့တဲ့အချက်တွေထဲမှာလက်ရှိမြမအချက်ဖတ်စစ်တပ်ကပြင်ဆင်နေတဲ့တရားမဝင်ရွေးကောက်ပွဲနဲ့အတူရောက်ရွေးကောက်ပွဲရလဒ်ကိုနိုင်ငံတကာပါလီမန်မြအဖွဲ့ IPU ရဲ့အဖွဲ့ဝင်လွှတ်တော်တွေကအတိမတ်မပြုရေးကိစ္စရက်တွေကိုလည်းထည့်သွင်းဆွေးနွေးဖလှယ်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီလိုနိုင်ငံပေါင်း183နိုင်ငံပါဝင်တဲ့နိုင်ငံငါပါလီမန်များအဖွဲ့ IPU ကနေဒီနှစ်မှာလဲပြည်တော်စုလွှတ်တော်ကိုဇာပြုကော်မတီ UNGC ရ PH ကိုမြန်မာနိုင်ငံကိုဇာပြုအဖြစ်ဆက်လက်အတိမတ်ပြုလိုက်တဲ့အကြောင်းကိုတရားဝင်ကြေညာထားပြီးဖြစ်ပါတယ်ခင်ဗျာတစ်ဖက်မှာလဲအကြမ်းဖက်မြန်မာစစ်တပ်ရဲ့မတရားအာဏာသိမ်းပြီးတဲ့နောက်မြန်မာနိုင်ငံရဲ့ပညာရေးကဏ္ဍပြုလဲသွားခဲ့ရတယ်လို့ကုလအစည်းအဝေးမှာတမန်ကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်ဒါကိုတော့အော်တိုဘာလ24ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ကုလသမဂ္ဂဌာနချုပ်မှာပြုလုပ်ခဲ့တယ်။ကုလသမဂ္ဂလူမှုရေးလူသားချင်းစာနာထောက်ထားမှုနဲ့ယဉ်ကျေးမှုရေးရာကော်မတီအတွက်ပညာသင်ကြားခွင့်ခေါင်းစဉ်နဲ့အပြန်အလှန်ဆွေးနွေးပြောကြားမှုအစီအစဉ်မှာတပ်မကြီးဦးကျော်မုထွန်းကပြောတော်တာပါ။အဲ့ဒီမှာအဓိက ပြောတော်တာကတော့လက်ရှိမြန်မာနိုင်ငံမှာပြီးခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလကစပြီးစစ်တပ်ကတိုင်းပြည်ရဲ့အာဏာကိုမတရားသိမ်းလိုက်ပြီးတဲ့နောက်ရက်ဆက်ကြမ်းကြုတ်မှုပေါင်းများစွာဇက်တိုက်ကျူးလွန်နေတဲ့အတွက် တဖက်ကနိုင်ငံရဲ့ပညာရေးကဏ္ဍပါပြိုလဲလာတာကိုတွေ့မြင်နေရတယ်လို့တမကြီးဥကြုံမှုထွန်းကပြောကြားလိုက်တာပါ။ဒါအပြင်အချမ်းဖက်စစ်အုပ်စုကရွေကြက်ရှိရှိလှုပ်ဆောင်နေတဲ့စည်ရေးလှုပ်ရှားမှုတွေမှာဆီယာဆီယာမတွေနဲ့ဂျောင်းသူဂျောင်းသားတွေကိုတရားလွတ်လွတ်ဖမ်းဆီးချုပ်နှောင်တာနဲ့ထောင်ချတာတွေပြုလုပ်နေတယ်လို့ပြောကြားခဲ့ပါတယ်။ဒါအပြင်အချမ်းဖက်စစ်အုပ်စုကစာတင်ဂျောင်းတွေကိုဝင်ရောက်ပြီးဂျောင်းအဆောက်အုံတွေကိုစစ်စခန်းတွေအဖြစ်အသုံးချတာနဲ့စာတင်ဂျောင်းတွေကိုတိုက်ခိုက်တာတွေဟာ လက်ရှိအချိန်ထိချိန်ဖန်များစွာလှုပ်ဆောင်နေဆဲဖြစ်တယ်လို့တန်မကြီးကပြောတော့ပါသေးတယ်။ဒါပြင်အကျန်ဖက်စစ်တကြောင့်နေရစွန်ခွာထွပစ်တင်းရှောင်နေရတဲ့ကလေးသူငယ်တွေကလည်းဘုံခိုခြင်းတွေဒါမှမဟုတ်ရွှေပြောင်းနိုင်တဲ့စာတင်စခန်းတွေမှာဂျကုတ်ဂျခဲပညာသင်ကြားနေရတဲ့အတွက်တစ်ဖက်ကအမျိုးသားညီညွတ်အစိုးရအင်ဂျီကနေအဲ့ဒီကျောင်းသူကျောင်းသားတွေအတွက် online နဲ့ဗဟိုချုပ်ကိုင်မှုမရှိတဲ့စာတင်ကျောင်းတွေအပါအဝင်ယုံကြည်စိတ်ချရတဲ့ရှင်ပြိုင်ပညာရေးစနစ်တွေကိုတိဆောက်ဖို့ကြိုးပမ်းပေးနေတယ်လို့လည်း တတ်မှတ်ကြီးကပြောတော့ပါလိဒါပြင်အန်ယူဂျီကပဋိပက္ခအတွင်းမှာပဲဘေကင်းလုံကြုံတဲ့ကြောင်းတွေကိုစတင်ဖော်ဆောင်ပေးနေတဲ့အကြောင်းကြီးလေးတဲ့ရာဇဝတ်မှုတွေကိုကျူးလွန်နေတဲ့အကြမ်းဖက်မြန်မာစစ်တပ်အဖို့လဲသူတို့ရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေအတွက်တာဝန်ခံမှုရှိစေရမှာဖြစ်တဲ့အကြောင်းပြင်လက်ရှိမြန်မာနိုင်ငံရဲ့စစ်အာဏာရှင်စနစ်နဲ့စစ်တပ်ရဲ့မတရားစစ်အာဏာသိမ်းမှုတို့ဟာလဲအပိတိုင်ချုပ်ငြိမ်းရမှာဖြစ်တဲ့အကြောင်းတွေကိုတမကြီးဥကြုံမှုတော်ကကုလအစည်းအဝေးအတွင်းတပါးတည်းထည့်သွင်းပြောကြားခဲ့တယ်လို့သိရပါတယ်ခင်ဗျ တဖက်မှာတော့ကချင်းပြည်နယ်ဖားကန့်မြို့နယ်မှာမြေပြိုကျမှုကြောင့်ရေမစေးကြောက်ရှာဖွေသူနှစ်ဦးသေဆုံးပြီးတဦးဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဒါကတော့အော်တိုဘာလ23ရက်နေ့ကပဲဖားကန့်မြို့နယ်မှာရှိတဲ့မြေစားပုံအဟောင်းလုတ်ကွက်တစ်ခုမှာရေမစေးကြောက်ရှာဖွေနေကြတဲ့အချိန်မြေပြိုကျမှုဖြစ်ပွားခဲ့တယ်ဆိုပါတယ်။အဲ့ဒီမြေပြိုကျမှုကြောင့်ရေမစေးကြောက်ရှာဖွေသူနှစ်ဦးဟာမြေကြီးထဲမှာနစ်မြုပ်သေဆုံးသွားပြီးညီကိုဇက်တွေနဲ့ကဲထုတ်ခဲ့ပြီးမြဲအသက်မမီပဲသေဆုံးသွားတာဖြစ်တယ်လို့ နောက်ထပ်တအူးကတော့ဒဏ်ရာရထားတယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီလိုဖောက်ကန်မြို့နယ်မှာညီစာပုံပြိုကျမှုကြောင့်လူသေဆုံးတာတွေဟာမထူးဆန်းတော့သလိုဖြစ်လာနေပြီးဒီဒီချင်းသေဆုံးမှုမှာပါဝင်သူနှုတ်ကတက်လက်ပိုင်းအရွယ်အမျိုးသားတွေဖြစ်တယ်လို့လည်းသိရသလိုပြီးခဲ့တဲ့အော်တိုဘားလ14ရက်နေ့တုန်းကလည်းဂရေချင်းရွာလောက်ကဟောင်းမှာရေမစေးကြောက်ရှာရင်းတဲ့အမျိုးသားတအူးကံမဘော်ကနေပြုတ်ကျပြီးသေဆုံးခဲ့ပါသေးတယ်ခင်ဗျ။ တဖက်မှာတော့မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုသူတို့ကသာကာကွယ်စောင့်ရှောက်နေရပါတယ်ဆိုပြီးတွင်တွင်ပြောဆိုနေတဲ့အချက်ဖက်စစ်တပ်ကပဲမိုင်းလုံးမြို့နယ်ကော့ပေါင်းကျေးရွာဖုန်ကြီးကျောင်းကိုလေကျောင်းကနေဘုံကျဲတက်ခိုက်သွားမှုကြောင့်ကျောင်းတိုင်းဆရာတော်ပြန်တော်မူပြီးတန်ဃာတော်ငါးပါးနဲ့ကလေးငယ်တွေအပါအဝင်ပြည်သူနှစ်ဦးဒဏ်ရာရထားတဲ့အပြင်ဖုန်ကြီးကျောင်းလည်းပျက်စီးထားတယ်လို့တရားနယ်လေးကထုတ်ပြန်ထားပါတယ်ဒါကတော့အော်တိုဘလ24ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲ အကြံပစစ်တပ်ကရတပီသူတွေနေထိုင်ရာမိုင်းလုံးမြို့နယ်မှာရှိတဲ့ကော်ပေါင်ကျေးရွာဖုံကြီးကျောင်းကိုလေကျောင်းကနေပေါင်900ဘုံနဲ့ကျက်ချသွားတယ်ဆိုပါတယ်။အဲ့ဒီလိုအကြံပစစ်တပ်ရဲ့လေကျောင်းတိုက်ခိုက်မှုကြောင့်ရွာဦးဖုံကြီးကျောင်းရဲ့ကျောင်းတိုင်းဆရာတော်ပြန်တော်တော်မူပြီးတန်ကတော်9ပါးနဲ့ကလေးငယ်တွေအပါဝင်ပြည်သူနှုတ်ထိခိုက်ဒဏ်ရာရထားတဲ့အပြင်ဖုံကြီးကျောင်းနဲ့နေအိမ်တွေလည်းပျက်စီးထားတယ်လို့တီအန်အေလေးကထုတ်ပြန်ထားပါတယ်။တစ်ဖက်မှာတော့အကြံပစစ်တပ်ဟာ မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုသူတို့ကသာကာကွယ်စောင့်ရှောက်နေရပါတယ်ဆိုပြီးတတွင်တွင်ပြောနေပြီမယ်လက်တွေ့မှာတော့သူတို့စစ်တပ်ကပဲနိုင်ငံတော်မှာရှိတဲ့ဗျာဇေဒီတွေဘုံကြီးเจ้าတွေအပါဝင်ဘာသာရေးအဆောက်အုံတွေကိုဘုံကျဲတိုက်ခိုက်ဖျက်ဆီးနေရုံနဲ့မကအခုလိုတန်ငါတော်တွေပါမချမ်းဤမျိုးစုံနဲ့တပ်ဖြတ်နေကြတာဖြစ်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်းခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ ကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ